အားလုံးပဲမင်္ဂလာပါရှင်။ကြပြားနှင့်ကြပြားဆိုင်ရာအရေးသားများ page မှာဒီတစ်ခါရွတ်ပြပေးမယ့်ကြပြားလေးကတော့ထွန်းဝေမြင့်ရဲ့မျက်လုံးတွေဆိုတဲ့ကြပြားလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပြကြပါအောင်ရှင်။မျက်လုံးတွေတယောက်နဲ့တယောက် စကားပြောကြတဲ့အခါတယောက်မျက်လုံးတယောက်ကြည့်ပြောတာဟာတယောက်ဘဝထဲကိုတယောက်ကလိုချင်တာဝင်ရှာဘာတွေရနိုင်မလဲလို့ အသက်ထွက်ခံနေလူအိုတိုင်းကမှားကြတာကကောင်းမွန်တဲ့အရာတာကိုပဲရှာကြပါကွယ်တို့ငါတော့ကြောင်လေးတွေခွေးလေးတွေနဲ့မျိုးလုံးချင်းဆိုင်ပြီးစကားပြောနေရတာကြိုက်တယ်တသက်မှာတနည်းတည်းရောက်တော့အယူတယောက်နဲ့မျိုးလုံးချင်းဆိုင်ပြီးထိုင်နေတင်ပါတယ်တကယ်တော့ပြည့်စစ်မီမပေါ်မီခက်ကဆိုညမောင်သူကြီးထဲမှာမျိုးလုံးတွေဟာ ထူးဆန်းနေတယ် လူမျက်လုံးတွေကတရိတ်ဆန်မျက်လုံးတွေကအမောင်တို့ကြီးကိုစိုးထိတ်တဲ့အကြည့်နဲ့ကြည်နေကြတယ်။အမှန်တကယ်တော့ဒီလိုအဖြစ်မျိုးဟာကဘာဦးကလား၁၉ရာစုကလားဒီညလားမကွဲပြားဘူး။နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်များမှာလဲကဗျာနှင့်ကဗျာဆိုင်ရာ page ကဘလို့ကဗျာမျိုးတွေကိုဖတ်ပြအောင်မလဲဆိုတာစောင့်မျှော်အားပေးကြပါအောင်ရှင်။